ဆန္ဒကြောင်းသူများမင်္ဂလာပါဆရာကတော့ဒတ်တမလန်တင်ယုတ်တင်မြန်မာစာဘာသာရပ်ကိုတင်ပြဆွေးနွေးတော့မယ်ဆရာဦးဝေရောင်ဖြစ်ပါတယ်ဆရာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့အိုစီတန်အကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်ဒီတင်ကန်းစာကိုလေ့လာခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ကျေးရွာများတွင်ပျော်ဝဲရှင်ပွဲကျင်းပတဲ့အခါမှာအိုးစီဟာမပမဖြစ်ပါရတဲ့မြမဒူရီယာဖြစ်ကြောင်းသိရှိစေဖို့နဲ့ စာရေးဆရာမြင့်သူဝင်ရဲ့အရေးသားတွေကိုသိစေစေဖို့ဤရွေးခြင်းပဲဖြစ်ပါတယ်။တမောဆုံးနေတဲ့ဒီအိုစီတန်ဆိုတဲ့စကားပြေကိုဘက်ခင်မှာရေးခဲ့တာလဲ၊ဘာစကားပြေမျိုးစားလဲ၊ဘယ်ကနေကောက်နှုတ်ထားလဲဆိုတာကိုရင်ဆုံးလေ့လာကြည့်ကြရအောင်။ဒီအိုစီတန်စကားပြေကတော့ယတ္တစာတန်စကားပြေမျိုးစားဖြစ်တဲ့ခေတ်ကတော့လလဲ့ခေတ်ဖြစ်ပါတယ်။အိုစီဒံကိုမင်းတို့ဝင်တဲ့အခြားစာဆိုများရေးသားတဲ့ဂန်းကော်မြိုင်စာရန်စာအုပ်ကနေကောင်းလုပ်ထားတာပဲဖြစ်ပါတယ်။ဆက်ပြီးတော့စာရေးဆရာမင်းတို့ဝင်ရဲ့အထောက်ပတ်တိအချင်းကိုလေ့လာကြည့်ကြရအောင်။ မင်းတို့ဝါးဆိုလို့ရှိရင်ကွန်ကြံကုန်းမျိုးဇာတိဖြစ်ပါတယ်1909ခုနှစ်မှာဖွားမြင်သူဖြစ်ပါတယ်အမည်ရင်းကတော့မောင်ဝံဖြစ်ပါတယ်မိဘနှစ်ပါးကတော့ဥလုံးပင်နဲ့ဒေါ်မီတို့ပဲဖြစ်ပါတယ်မွန်မြမာမျိုးယိုကုံတယ်များပဲဖြစ်ကြပါတယ်မွေးချင်းခုနှစ်ယောက်မှာဒုတိယမြောက်ဖြစ်ပါကွန်ကြံကုန်းမျိုးဆရာဥဖိုးလိုင်ကျောင်းမှာစတင်ပြီးတော့ပညာသင်ကြားခဲ့တယ်ရန်ကုန်တက္ကသိုလ်မှာတော့မြမစာကုံတူတန်းတက်ရောက်ရမှာဝိစာကုံတူပွဲရရှိခဲ့တယ်ပထမတန်းကုံတူတန်းဖြင့်အောင်မြင်ခဲ့တဲ့သူလည်းဖြစ်ပါတယ် မဟာဝိဇ္ဇာပွဲရပြီးတဲ့နောက်မှာတော့ပညာတော်တင်အဖြစ်အင်္ဂလန်နိုင်ငံအောက်စဖို့တက်ဂရိုမှာပညာစည်းပူးရာကနေစာပေဝိဇ္ဇာဘီလီပွဲရရှိခဲ့တာပဲဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုရေးတက်ဂရိုမှာဘာသာဗေဒပညာစည်းပူးခဲ့တဲ့သူလည်းဖြစ်ပါတယ်။ရန်ကုန်တက်ဂရိုမြန်မာစာဌာနမှာအချိန်ပိုင်းနည်းပြအဖြစ်စတင်တာဝန်ထမ်းဆောင်ပြီးတော့ရာထူးစင်းစင်တူးမြင့်ထမ်းဆောင်ခဲ့ပါတယ်။တက်ဂရိုများဘာသာပြန်နှင့်စာအုပ်စုဆောင်ရေးဌာန ဌာနမူစာဒီမူရန်ကုန်တက္ကသိုလ်မြန်မာစာဌာနပါမောက္ခပညာရေးအထူးအရာရှိတာဝန်များထမ်းဆောင်ခဲ့ပါတယ်။ဂျပန်နိုင်ငံအိုဆာကာနိုင်ငံခြားဘာသာပြင်တက္ကသိုလ်မှာဆိုလို့ရှိရင်လည်းမြန်မာစာအပမောက္ခအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းပညာတကွန်အသင်းတွင်အပိဒံလုပ်ငန်းကိုဦးဆောင်ခဲ့တယ်။မြန်မာနိုင်ငံသူတေနာအသင်းဥက္ကဋ္ဌမြန်မာနိုင်ငံသမိုင်းကော်မရှင်ဖွဲ့ဝင်မြန်မာနိုင်ငံစာပေလုပ်သားဥက္ကဋ္ဌတာဝန်တွေကိုလည်းဆောင်ရွက်ခဲ့တဲ့သူဖြစ်ပါတယ်။ ခေဆန်းစာပေလှူရှားမှုကိုဥဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ကြပြပုံမြင်ဝတ္ထုတို့စောင်းပါဝေဖန်ရေးစာပေစသဖြင့်စာပေအမျိုးမျိုးရေးသားခဲ့တဲ့သူလည်းဖြစ်တယ်။ကလေးကြပြတွေကိုအထူးအာရုံဆိုင်ရေးဖွက်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။မောင်ခွေးဘုတ်ကြပြများဆိုလို့ရှိရင်သူ့ရဲ့ထင်ရှားတဲ့ကြပြစာအုပ်တော့ပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့တပြေးညိုနှင့်အခြားကြပြများစာပေလောကဇော်ဂျီနှင့်တွဲ၍ပြုစုသည့်ဘန်းနှင့်ပင်စီမြမစာမြမမှု တက္ကသိုလ်မြန်မာဗီဒန်9ရက်နေ့တက္ကသိုလ်မြန်မာတန်ညွန်းတို့ဟာဆိုလို့ရှိရင်မင်းတူဝင်ရဲ့ထင်ရှားတဲ့စာအုပ်တွေပဲဖြစ်ပါတယ်။လီယာမင်းကြီးပြဆက်ဗလာပြန်ပြင်းမြူသားစာပေစုဗလာပြန်ရတ္တကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ရှေးဟောင်းစာရံများတိဖြတ်ခြင်းဒုဒေနာစာရံများဖတ်ကြားခြင်းတို့ကိုလည်းဆောင်ရွက်ခဲ့တဲ့ဝဏကျော်ထင်ပွဲတိရိပြန်ချီပွဲများကိုရရှိခဲ့ပါတယ်။2004ခုနှစ်ဩဂုတ်လ15ရက်မှာတော့ကွယ်လွန်နှိမ့်စာရောက်သွားခဲ့ပါတယ်။ဒါကတော့ဆရာတို့က စာရေးဆရာကြီးမြင့်သူဝင်ရဲ့အထုပ်ပတိအကျဉ်းကို လေ့လာခဲ့တာပဲဖြစ်ပါတယ်။ဆက်ပြီးတော့အိုစီဒန်အကြောင်းကိုလေ့လာကြည့်ကြရအောင်။ရှမ်းပေထုံမိစာလုံးမိစာလုံးရှမ်းပေထုံဟုဟိအော်ကြွေးကြော်ရင်းမျက်စိကမိုးကိုမျော၍လက်ကအိုစီကိုထူးလျက်ကျွန်တော်တို့ဟာဆိုလို့ရှိရင်ငယ်စဉ်ခါကပျော်ပါခဲ့ကြပါတယ်။ ရွာလမ်းမမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အိုးစီတန်းနဲ့တေးတန်းတို့ကသုသာငါနိုင်ပြန်ဆိုင်ခဲ့ကြပါတယ်။တေးရိတ်ကောင်းကောင်းမှနေပြီးတော့ကျွန်တော်တို့ကအိုးစီတန်းနဲ့တေးတန်းတို့ဖြင့်နေမင်းကိုပူဇော်ခဲ့ကြပါတယ်။တလင်းပြောင်ပြောင်ကနေနေပြီးတော့လာမင်းကိုပူဇော်ခဲ့ကြတယ်။နေမင်းလာမင်းတို့ပေးတော်စုကိုခုံလုံးလေးရဲ့ကျွန်တော်တို့ကဆိုရင်ခုံပေါက်ဒီကကပြောပါခဲ့ကြတယ်။ကျမ်းမာခဲ့ကြတယ်။အဲ့ဒီလိုနဲ့အမိနှိုးရရဆိုရင်ကျွန်တော်တို့ရဲ့အသွေးသားနဲ့ ရောနောပေါင်းဆက်နေတဲ့ကဲ့သို့အိုးစီတန်တေးတန်တို့ပါဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့အသွေးသားနဲ့ရောနောပေါင်းဆက်လျက်ရှိနေပါတော့တယ်။နေရောညပါရွာလန်းတွင်ပျော်ပါသောအိုးစီကလေးလက်သေးဆုပ်၏အတန်ကို အားကြသည့်အလားဝါလာတရင်အကျွတ်တွင် အိုးစီကြီးများ၏အတန်ဟာဆိုလို့ရှိရင်လည်းပေါ်ထွက်လာပါတယ်။ရွာထိမ့်မှလည်းပေါ်ထွက်လာ၏ရွာတောင်မှလည်းပေါ်ထွက်လာ၏ရွာမြောင်မှလည်းပေါ်ထွက်လာ၏ရွာကလေးတွင် အိုးစီတန်သည် မုန်းမွန်လေပြီးညာဦးလာရောက်အောက်တွင်ရွာကလေးကို ထုတ်ချင်းခက်ညီဟိန်သွားတော့မုံစန်းတောင်းလက်ဆောင်ပါဆိုလို့ရှိရင်အိုးစီတန်နဲ့သမီးမောင်နှံပမာဖျားသွားကြောင်းတဲ့အတူထွက်ပေါ်လာလေသည်အိုးစီကြီးတို့ဟာဆိုရင်ပလေနှစ်လကွင်လက်ခုံနှစ်မောင်းတို့ကိုလည်းအဖော်ခေါ်ခဲ့ကြသေး၏၎င်းရဲဘော်တဆူတို့ဟာဆိုလို့ရှိရင်တရင်ကျော့လာပြေနေ၌ပရိသာပင်များတွင်ရန်၍ဖုံးကြီးကြော့သွားကြသည်တန်ချက်တွေတမြိုင်မြိုင်နှင့်အလွန်ပျော်ပါကြလေသည်ဒဇာမုံလာပြေနေတွင်ကထိန်တင်ငန်းကဲ့ရန်ထွက်ရပြန်၏ တောင်ပိုင်းအိုးစီနဲ့မြောက်ပိုင်းအိုးစီအရှေ့ပိုင်းအိုးစီနဲ့အနောက်ပိုင်းအိုးစီတို့ဟာဆိုလို့ရှိရင်ကျောင်းပရဝုံအတွင်းတွင်ပျော်ပွဲကိုကျင်းပခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့နရောပြသူနှစ်လမှာဆိုလို့ရှိရင်အိမ်တွင်း၌ခနာကွေးကြပြီးတော့တဘိုးရဲလာပြည့်စီတို့ရောက်တဲ့အခါမှာထွက်လာကြပြန်ပါတယ်။အဲ့ဒီအချိန်မှာတော့ကျောင်းတို့မသွားတော့ပါဘူး။ညလာတာတာအိမ်ရှိတလင်းခွင်းရှိမိဘနား၌ပျော်ပါကြော်ကြွေးကြလေ၏။ ထမနေထိုးသောသူများဝေသောသူများစားသောသူများဆိုရင်အိုးစီတန်းဖြင့်ကာရတော့မလိုလိုခုံရတော့မလိုလိုတရွရွတရွရွဖြစ်နေကြကုန်၏သတင်းကြွတစားမုံလတွေတုန်းကလွတ်ခဲ့တဲ့မိဘုံမြန်ကြီးများမှိုင်းဝါတော့ခါတရွရွတလုံးလုံးဖြစ်နေနေတယ်သူလီတော့၏တပေါင်းလာမှာဆိုရင်တော့ခဏအနာယူကြပြန်ပါတယ်အာမွေးကြပြန်တယ်တကူးလာတင်းညံတွင်းကိုရောက်လာပြီဆိုရင်တော့တစုတဝေးကြီးထွက်လာကြပြန်ပါတယ်အဲ့ဒီအချိန်ကနှွေးခေါင်ခေါင်ချိန်ပဲဖြစ်ပါတယ်ရေလဲပူဤ လေလဲပူဤတိပင်တို့ဟာဆိုရင်လေကျူတူကျဲတဲ့နေ့ခံမွန်းမွဲပဲရှိကြပါတယ်ရွာလန်းတို့ဟာဆိုရင်ဖုတ်တထောင်းထောင်းနဲ့ဖြစ်ကြရပါတယ်အထက်ဘူးအောက်ဘူးရှေ့ဘူးနောက်ဘူးဝဲရနှစ်ဖက်လဲပူသောတကူးလအပူတဲတွင်အိုးစီတန်စီညံညံသည်ရွာရိုးတွင်မြည်ဟင်းပြန်၏တင်းညံထမင်းကျွေးသောအိမ်ရှိစီကလည်းမြည်၏လူမြောက်ပွဲစီကလည်းမြည်၏ဒီမဲ့နွားကြီးအတွက်အလူခံတိစီကလည်းမြည်၏မြမာတို့ရဲ့မျိုးသားရောင်ဖြစ်တယ်လို့ အိုးစီတန်ကလည်းမြန်မာတို့ရဲ့မြို့သားသူရိယာဖြစ်ပါတယ်။အိုးစီတန်ကြားတဲ့အချိန်မှာစိတ်မတုံလှုပ်တဲ့မြန်မာဆိုတာမရှိပါဘူး။အီမီမျက်နှာပြင်ပေါ်မှာအိုးစီတန်မပြောက်သေးသမျှမြန်မာအမျိုးတိန်ကောပျောက်ပြက်ရန်ခရင်ပါလိမ့်မယ်။အိုးစီအိုးစီအိုးစီသားပြလူရီလူရီလူရီချားစဟူသောတေးတန်မထိတ်သေးသမျှမြန်မာတို့အတွက်ပျော်ရွှင်ရေးလမ်းကြောင်းကြည့်ရဆိုလို့ရှိရင် ဖြူလျက်ပင် ရှိလေအုံတော့မှာအမှန်ပဲဖြစ်ပါတယ်ဒါကတော့20ရာစုကစာရေးဆရာမင်းတူဝန်ရေးခဲ့တဲ့အိုစီဒန်အကြောင်းကိုလေ့လာခဲ့တာပဲဖြစ်ပါတယ်ဒီသင်ခန်းစာကိုလေ့လာခြင်းအပြင်မြန်မာတို့ရဲ့အမျိုးသားဒုရီယာဖြစ်တဲ့အိုစီဒန်အကြောင်းအိုစီဒန်ဟာဘယ်ချိန်မှာပေါ်လာတတ်တဲ့ဆိုတဲ့အကြောင်းဘိုင်နဲ့ပတ်သက်ဆက်နွယ်ပြီးတော့ပေါ်လာခဲ့တဲ့ဆိုတဲ့အကြောင်းဒါတွေကို လေ့လာသိရှိရတဲ့အပြင်မြန်မာလူမျိုး အဲဆိုလို့ရှိရင်ဒီအိုစီဒန်တွေကိုကြားနေတဲ့၍မြန်မာလူမျိုးဆိုတာပျောက်သွားမှာမဟုတ်တဲ့အကြောင်းဒါတွေကိုလေ့လာသိရှိရပါပဲဖြစ်ပါတယ်ခုဖော်ပြပေးထားတာကတော့ခက်စိတ်ပွင့်မယ်ဖြစ်ပါတယ်ဆရာတင်ငန်းစာမို့ဖက်ရှုလေ့လာလိုက်တဲ့အခါမှာတချို့စကားလုံးတွေကိုနားလဲတရောင်ရောင်နားမလဲတလူလူအဲ့လိုဖြစ်နေတတ်ပါတယ်ဖြစ်နေတတ်တဲ့အခါကျတော့ဒီခက်စိတ်ပွင့်တွေကိုလေ့လာကျင့်မှတ်လိုက်တဲ့အခါမှာ ဒီအတိတ်ပဲတွေကဘာကိုဆိုလိုတယ်ဆိုတာကိုတေချာချာကကနနာအရှိမဖြစ်ပါတယ်ဒါကြောင့်ဒီခက်စိတ်အဖွင့်ကိုကြက်မှတ်ဖို့လိုအပ်ပါတယ်ဆက်ပြီးတော့အလင်္ကာတွေကိုကြည့်အောင်လင်္ကာတွေကတော့ဒီမှာဝင်္ကာဝဋ္ဌိလင်္ကာအဲဝင်္ကာဝဋ္ဌိလင်္ကာဆိုတာကတော့ဓာတ်ရိုက်မြေပဲနဲ့တွေဝရေးထားတာကိုဝင်္ကာဝဋ္ဌိလင်္ကာလို့ခေါ်ပါတယ်နောက်တစ်ခုကဥပမလင်္ကာဥပမလင်္ကာဆိုတာကတော့ ခိုင်တန်းရေးဖွဲထားတာကိုဥပမာလင်္ကာလို့ခေါ်ပါတယ်။ဘာကိုဘာနဲ့ခိုင်တန်းရေးဖွဲထားတယ်ဆိုတော့အနှိုင်းငံကိုအနှိုင်းနဲ့ခိုင်တန်းရေးဖွဲထားတာပဲဖြစ်ပါတယ်။တရားတင်ကန်းစာတွေကိုကြေးညက်ညက်လေးလာသိရှိခဲ့ပြီးပြီဆိုရင်တော့ခုဖော်ပြပေးထားတဲ့မိကုန်းတွေကိုလည်းကူစာပြေဆိုနိုင်မှာပဲဖြစ်ပါတယ်။ခုဖော်ပြပေးထားတဲ့မိကုန်းတို့တွေကိုပြေဆိုတဲ့အခါမှာစလုံးမသက်ပုံမှန်ကန်ဖို့တိကျဖို့လိုအပ်ပါတယ်။နောက်တစ်ခုကတော့မိကုန်းရှိဖြစ်ပါတယ်။ဒီမိကုန်းရှိကိုပြေဆိုတဲ့အခါမှာတော့ မေးထားတဲ့မေးခွန်းနဲ့အံဝင်ကြဖြစ်အောင်လိုက်လျောညှိထွေဖြစ်အောင်အကြောင်းအရာချက်လက်ပြည့်စုံစုံဖြစ်အောင် to view view ရှေ့ဆိုရမှာဖြစ်ပါတယ်နောက်တစ်ခုလေ့ကျင့်ရဲ့မေးခွန်းများကတော့ဆရာတင်ငန်းစာ OCD ဆိုတဲ့တင်ငန်းစာကိုလေ့လာပြီးရတော့ဘယ်လိုမျိုးအသိပညာဘုဒ္ဓတရားရရှိခဲ့လဲနော်ဘယ်လိုတွေးခေါ်ရရှိသွားလဲဘာခံစားချက်တွေခံစားလိုက်ရလဲဘယ်လိုခံချက်တွေဖြစ်ပေါ်ရလဲဒါတွေကိုအခြေခံပြီးတော့ចောင်းသားចောင်းသူတွေကဒီမိကွန်းတွေကိုဖြည့်ဆို့ပေးရမှာဖြစ်ပါတယ် ားလုံးကိုကျေးဇူးတင်ပါတယ်